ကြောက်ကယောဂကြောင့်လှပတဲ့ပုံရိပ်တွေပြက်ကွယ်သွားပြီးစေကူသားဖို့အကူအညီလိုအပ်နေတဲ့မင်္ဂလိန်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆွလိုက်ပါတယ်။ကြောက်ကယောဂကလူငယ်တွေမှာလည်းအဖြစ်များလာပြီးကြောက်ကကြောင့်အသက်ဆုံးရှုံးသွားရတဲ့သူတွေလည်းအများကြီးရှိပါတယ်။ မနှင်းသက်သောဆိုတဲ့မင်းကလေးကတချိန်ကတော့ချွတ်ချွတ်လန့်လန့်မင်းကလေးတယောက်ဖြစ်ခဲ့ပေမယ့်ကြောက်ကယောဂါကြောင့်သူ့ဘဝကြီးကတက်လန်းတွေပိတ်သွားခဲ့ရတာပေါ့မနှင်းသက်သောကကြောက်ကယောဂါခံစားနေရတာကိုမသိခဲ့ပဲနေမကောင်းလို့စိတ်ကန်းပြတဲ့အချိန်မှသာကြောက်ကပြက်စီးနေပြီဆိုတာကိုသိလိုက်ရပါတယ်။ဈာမကြီးကောင်းတယ်လို့ကိုကိုကိုထင်နေပေမဲ့လည်းရေတောက်နေရကနေကြောက်ကပြက်စီးနေမှမသိခဲ့ပါဘူး။ဆောင်ဝေတွေကစစ်ဆေးချက်မှားနေတယ်လို့တောင်ထင်ခဲ့ပေမဲ့သူ့ရဲ့ကြောက်ကကတကယ်ပြက်စီးနေခဲ့တာပေါ့။ကြောက်ကပြက်စီးတာကိုသိပြီးရေပေါ်ဆင်းဝင်ရောက်တဲ့အချိန်မှတော့လက်ပင်ကိုအပေါက်ဖောက်ကကြောက်က က်ဆက်စီခဲ့ရပါတယ်။မနှင်းသက်သောဟာကြောက်ကက်ယောဂါကိုခံစားနေရတာ၃နှစ်ရှိသွားပြီဖြစ်ပြီးအလောက်ကနေလည်းထွက်လိုက်ရတာပါ။ အရင်ကဗမ်းမာလောလောခဲ့ပြီးတော်လတ်တက်ကြွားတဲ့လူငယ်လေးတယောက်ဖြစ်ခဲ့တဲ့သူပေါ့အလှပလည်းအရန်ကြိုက်ပြီးအရင်ဓပုံတွေမှာသပင်ရှင်ရှင်နဲ့ချစ်စရာကောင်းခဲ့ပါတယ်သူ့ဘဝမှာဒီယောဂကြီးခံစားရလိမ့်မယ်လို့တခါမှမထင်ထားခဲ့ပါဘူးကြောက်ကန်ယောဂကိုခံစားရပြီးတဲ့နောက်ဆင်းရီလည်းတောင်းနေရပြီးအသားရောင်တွေလည်းပြောင်းလဲသွားပါတော့တယ်ဝမ်ပိုက်ကလည်းဖောင်းလာခဲ့ပြီးရေရီဆုတ်ထုတ်နေရပါတယ်ဆင်းရီမြများတောက်ရလို့သပင်တွေလည်းနဲလာပြီးအခုဆိုရင်တော့သပင်တော်တော်လေးပဲကျမတော့တယ်အသားဖြူဖြူနဲ့ချစ်စရာကောင်းတဲ့မန်နှင်းသက်စောကအခုတော့အရန်ပိန်သွားပြီးရင်းနေတဲ့သူတွေ ောင်မမမေးကြတော့ပါဘူးသူကိုယ်တိုင်လည်းမှန်မကြည့်ချင်တော့ပဲအသက်ရှင်မှုအတွက်အတင်းနေရပါတယ်မနှင်းသက်စွာကအရင်ကတော့ဗမာအလုံးလောက်တာကြောင့်လဆောက်ကိုလည်းအံ့နိုင်ပါတယ်အခုတော့သူများတွေလကုံရမှာလဆာထုတ်ရင်မနှင်းသက်စွာကမိဘတွေကိုမကြောက်နိုင်လို့ဆယ်မကောင်းဖြစ်နေရတာပေါ့တူရီတော်သမီးလေးဖြစ်တာကြောင့်မိဘတွေရဲ့အတွက်ဘဝဝိဆုံးတဲ့ဂုံယူရအောင်စ조사ခြင်းမြင်မဲ့လည်းမနှင်းသက်စွာကအကြောင်းလဲဆက်မတက်နိုင်တော့ပါဘူး သူဘဝကိုအရန်အားငဲ့ပြီးမျက်ရည်တွေပဲကျနေရပါတယ်။မနှင်းသက်စောကခုလက်ရှိမှာတပတ်ကို၃ချိန်ကြောက်ကဆင်းနေရတာပေါ့။ကြောက်ကအစားထိုးကုသရနိုင်မလားဆိုတာကိုသေချာသိဖို့အတွက်ကိုခန်းကောင်းမှဆစ်ဆေးလို့ရမှာပေါ့။ကိုခန်းကောင်းစုံစမ်းနေရပြီးစိတ်ကူးသားတဲ့ဈေးကတော့တလားကို15သိန်းကနေသိန်း30အထိရှိတာပေါ့။သူ့ရဲ့ဖေကတက်ဆီမောင်းတာဖြစ်ပြီးမနှင်းသက်စောတယောက်တည်းကိုပဲမွေးထားတာပေါ့။ကြောက်ကယောဂဖြစ်လာခဲ့တာကြောင့်ရေရှည်မှာဆေးဖို့ကိုမတတ်နိုင်တော့ပဲအွန်လိုင်းမှာဆေးဖို့ကိုအလှခံနေရပါတယ်။ သူရဲ့ကြောက်ကွက်ကိုလဲလဲချင်းနေပြီးအခြားလူငယ်တွေလိုပေါ့ပေါ့ပပနေထိုင်ခြင်းတဲ့သူပေါင်းဒီလိုယောဂါကိုမနှင်းသက်သောကအခြားသူတွေကိုလည်းမဖြစ်စေချင်ပါဘူးအသင့်စားအစားစားတွေငံနဲ့အစားတောက်တွေကြောက်ရှိခံဆေးပဝင်တဲ့အစားတောက်တွေကိုမြမြရှောင်သိမ့်ပြီးရေမြမြတောက်ကအေးရင်ဝဝအိတ်ဖို့အတွက်မနှင်းသက်သောကတိုက်တွန်းထားပါတယ်သူ့ဘဝမှာကြောက်ကွက်လဲလဲရဖို့အတွက်ဆူတောင်းနေပြီးမိဘတွေကသူ့ကိုပြန်လဲဆောက်ရှောက်နေရတဲ့အတွက်စိတ်မကောင်းဖြစ်နေတဲ့သူပေါင်းကြောက်ကွက်အစားထိုးလဲလဲကုသဖို့ကတိမ့်ရနဲ့ချီပြီးကုန်ကြနိုင်တာကြောင့်မနှင်းသက်သောကကိုကြီးလှူတန်းပေးဖို့အတွက် တောင်းဆိုထားပါတယ်။သူကိုစာနာတဲ့လူတွေကအလွန်ငွေတွေထည့်ပေးကြသလိုဘဝဒုဝေဒနာရှင်တွေကလည်းလှူဒန်းပေးကြပါတယ်။မနှင်းသက်ဆိုလည်းကြောက်ကအစားထိုးလဲလဲပြီးကျမတွေဘဝမှာအသက်ရှင်ရှင်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ပရိသတ်တို့လည်းအသက်ငယ်တဲ့ဆိုပြီးပေါ့ဆပ်နေပဲနဲ့ကျမရဲ့ကိုအထူးကူဆိုင်ကြဖို့တိုက်တွန်းလိုက်ပါစေနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။